ဘကိုးယိုးမရဲကတောဆောင်ဘလူးကြီးရဲ့အချစ်ဇလံဒီကနေ့ပြောပြပေးမယ့်ဇလံလေးကတော့ဘကိုးယိုးမတော်ကြီးရဲကတောဆောင်ဘလူးကြီးရဲ့ခြေခွဲဖွဲရာအချစ်ဇလံလေးတစ်ပုဒ်ပဲဖြစ်ပါတယ်တခါကဓမြအဖွဲတစ်ဖွဲဟာတစ်ဆိတ်ရွာကြီးအတွင်းကနေဓမြတိုက်ပြီးရွာရဲကမက်ဆန်နာဆိုတဲ့အမျိုးသမီးငယ်လေးကိုကြစားကန်အဖြစ်ခေါ်ဆောင်ကထွက်ပြေးလာခဲ့ပါတယ် တပ်ဆိုင်ရာကလည်းလိုက်လံရှာဖွေနေကြတာမို့သူတို့တွေကပကိုးရုံးမှတောကြီးရဲကိုတိုးဝင်ကထွက်ပြေးလာခဲ့ကြပါတယ်ဒီတော်ကြီးကရာဇဝင်နဲ့ကွဘလူးကြီးအုပ်ဆိုးတယ်ဆိုတဲ့ရာဇဝင်ကြောင့်ရဲတွေကတော့ဒီတော်ထဲကိုလိုက်လာရဲမှမဟုတ်ဘူးတကယ်ပဲလားကိုကြီးဒီတော်ကတကယ်ဆိုလဲကောင်းတာပေါ့ကွာငါတို့အတွက်အဆောက်အအုံရတာပေါ့ င်ကျမမလိုက်ရဲဘူးနော်ကျမမလိုက်ရဲဘူးမိမရွေးချယ်စရာမရှိဘူးငါခေါ်ရင်တော့ကိုလိုက်ကိုလိုက်ရမယ်အဲ့ဒီနောက်မှာတော့မိုးချုပ်လာတာကြောင့်ဓမြဘွဲကစခန်းချအနာယူခဲ့ကြပါတော့တယ်ကဲဒီမှာစကန်းချမယ်ဟိပြီးရင်ငါတို့ပတ်စံတွေကိုဟွက်ထားဖို့အတွက်နေရာရှာရမယ်ဒီနေရာတခြားနေရာတွေနဲ့လည်းမတူဘူးเนาะ မင်းရဲ့ပစက်ကိုပိတ်ထားလို့ငါပြောထားရမလားကြိတ်ကြိတ်နေလိုက်စမ်းသူတို့စကားပြောနေတော့မှာပဲကြီးမားလေးလည်းခြေတန်ကြီးတွေကြောင့်ညီတွေကြီးတခုလုံးတုံခါလို့သွားခဲ့ပါတယ်ဟာဒါပါတယ်လေကွာစိတ်တယ်လားပြောနေတော့မှာပဲသူတို့ရဲ့အရှိမတော်ဆောင်ဘလူးကြီးရောက်လာခဲ့ပါတော့တယ်ဘလူးကြီးရဲ့မျက်လုံးထဲမှာတော့ဒေါသမီးတွေပြည့်လို့နေတာမို့

မလုတ်ပါနဲ့မလုတ်ပါနဲ့ကျွန်တော်တောင်းပန်ပါရယ်ဗျာလူတက်ပစ္စည်းလူအမျိုးသမီးတွေကိုဖျက်ဆီးထားတဲ့ဓညတွေအားလုံးကတော့ဇက်သိမ်းမလှဖြစ်ခဲ့ကြရပါတယ်နောက်ဆုံးကျန်နေခဲ့တာကတော့ဓညတွေဖန်းခေါ်လာခဲ့တဲ့မက်ဆန်နာဘလူးကြီးကမက်ဆန်နာထံကိုတရွေ့ရွေ့နဲ့ချင်းကပ်လာခဲ့ပြန်ပါတယ်ညှို့လင့်ချက်မဲ့နေတဲ့မက်ဆန်နာတယောက်ဘလူးကြီးသူမအနီးကိုရောက်လာချိန်မှာ ကြောက်လန့်မှုကြောင့်ပဲတတိလွတ်သွားခဲ့ရပါတော့တယ်။ဘလူးကြီးကတော့သတိလွတ်နေတဲ့မက်ဆန်နာကိုပွေ့ချီလို့အမောင်ထဲမှာတိုးဝင်ပြောက်ွယ်သွားခဲ့ပါတော့တယ်။နောက်တနေ့မနက်မှာတော့မက်ဆန်နာတယောက် သတိရလာခဲ့ပါတယ်။သူမကဘလူးကြီးထံမှာဖမ်းဆီးခံခဲ့ရတာကလည်းလွတ်မြောက်ဖို့ကစူးစမ်းကြံစည်နေခဲ့ပါတယ်။ အဲ့ဒီအချိန်ဘလူးကြီးကသူမရဲ့အနည်းကိုရှောက်လာခဲ့တာမို့တောင်းမှန်ပါတယ်တောင်းမှန်ပါတယ်ရှင်ကျွန်မဘာမှမလုပ်ပါနဲ့နော်ဘလူးကြီးကတော့မဆန်နာကိုစကားပြန်မပြောခဲ့ပေမယ့်အနည်းအနာမှာအသီးအနှံတွေနဲ့ရေတန်းတစ်ခွက်ကိုချပေးခဲ့လိုက်ပါတယ်မဆန်နာကတော့ဘလူးကြီးရဲ့ဂူထဲမှာကြောက်လန့်လို့နေခဲ့ရပါတယ် အဲ့ဒီလိုနဲ့အချိန်တွေကုန်ဆုံးသွားပြီးမဆန္ဒတရနှုတ်ခမ်းတွေလည်းခြောက်သွေ့လာတာဘိုင်လဲဆာလောင်လာခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲနောက်ဆုံးမှာတော့ဘီလူးစီပေးထားတဲ့အသီးအနှံနဲ့ရေကိုသာသူမအတွက်ဘိုက်ဖြည့်တင်ခဲ့ရပါတော့တယ်။ပထမဆုံးကြိုက်လိုက်တဲ့အသီးအနှံကလက်ဆက်ချုံမြင်ကအရသာရှိလို့နေခဲ့ပါတယ်။ဘလူးကြီးကတော့သူရှာဖွေခဲ့တဲ့အစားအသောက်တွေကိုမဆန်နာစားသုံးတာမြင်တာမို့သဘောကျလို့နေခဲ့ပါတယ်။ အရင်ညမှာတော့ဘက်ဆန်စာတယောက်အိတ်မပြောနိုင်ဖြစ်ခဲ့ရပါတယ်။ဘလူးစီကသူမကိုတော့စောင့်ကြက်လို့ကြည်နေခဲ့ပါတယ်။သူမခဏတာအိတ်ပြောသွားပြီးပြန်လဲနိုးလာချိန်မှာတော့အရင်းမှာဘလူးကြီးကိုမတွေ့တဲ့အတွက်ထွက်ပြေးဖို့ကြံစည်နေစမှာပဲ။ဘီလူးကြီးကပြန်လဲရောက်ရှိလို့လာခဲ့ပါတယ်။သူမအရင်းကိုရောက်လာတဲ့အချိန်မှာတော့ဟေးတန်းတွေပါလားမဆန်လာတယောက် ကြောက်လန့်မှုကရှိနေသေးတယ်ဆိုပေမဲ့ဖီလူကြီးကသူမအတွက်ပန်းတွေယူဆောင်လာပေးတာကြောင့်ကြောက်လန့်မှုတွေအနည်းငယ်ပြေလျော့လို့သွားခဲ့ပါတယ်။တဖြည်းဖြည်းနဲ့သူမရဲ့အကြောက်တရားတွေပြေပြောင်းလာပြီးအထီးကျန်ဆန်လာတဲ့ဘလူကြီးအပေါ်စာနာစိတ်တွေဖြစ်လာခဲ့ရပါတော့တယ်။တရက်မှာတော့ဘီလူကြီးကမဆန်နာကိုပွေ့ချီကတောအုပ်ထဲကိုခေါ်ဆောင်လာခဲ့ပါတယ်။ရှင်ကျမကိုဘယ်ကိုခေါ်လာလဲ ခဏအကြာမှာတော့မဲမှောင်နေတဲ့တောအုပ်အတွေတောက်ပါတဲ့မှုတော်ကြီးတစ်ခုကပေါ်ပေါက်လာခဲ့ပါတော့တယ်။မဆန္ဒတရားသူမတခါမှမမြင်ဘူးတဲ့ထူးဆန်းတဲ့အရာကိုမြင်တွေ့လိုက်ရတာကြောင့်အယံကိုမှသဘောကျသွားခဲ့ရပါတယ်။ဟေးအယံလာတာပဲ။အဲဒီကစလို့မဆန္ဒရဲ့ရှင်ထဲမှာဘလူးစီးရဲ့ပေါ်ခရုဏာတမှုတွေနှစ်တက်မှုတွေသာတိုးလို့လာခဲ့ရပါတော့တယ် ဒါပေမဲ့သူမအဲ့အတွက်အိမ်ပြန်စင်စိတ်ကိုတော့ထိမ့်ချုပ်လို့မရခဲ့ပါဘူး။နောက်ဆုံးမှာတော့ဘလူးကြီးအိပ်ပျော်နေတော့သူမတိတ်တဆိတ်ထွက်ပြေးလာခဲ့လိုက်ပါတော့တယ်။ကျွန်မတောင်းပန်ပါရယ်နော်။မဆန္ဒတရဘလူးကြီးကိုတိတ်တဆိတ်တောင်းပန်စကားဆိုပြီးတောအုပ်ထဲမှာခြေဦးတရာထွက်ပြေးလို့လာခဲ့ပါတယ်။ဒီတောအုပ်ကြီးရဲ့မှာ ဒီလူကြီးတာမကအခြားသောအန္တရာယ်တွေဝိုင်းနေခဲ့တဲ့ဆိုတာကိုမဆန္ဒတရားအသိတောက်ကြလို့တွားခဲ့ရပါတယ်။ဆန်းဆောင်လေးတစ်ခုရဲ့ရှေ့မှာမဆန္ဒရောက်ရှိလာတဲ့အချိန်အေယာမမိချောင်းကြီးတစ်ခါရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်။ဒီကြောင်စီကမဆန္ဒကိုတိုက်ခိုက်ဖို့ဟန်ပြင်လိုက်ချိန်မှာတော့ ူမရဲ့ဘီလူးကြီးကအနားကိုရောက်ရှိလာခဲ့ကရှေ့ထဲမှာအီယာမမိချောင်းကြီးနဲ့တိုက်ပွဲကိုဖြစ်ပွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘီလူးကြီးကအနိုင်ရရှိခဲ့တဲ့ဆိုပေမဲ့သူမှာတော့ဒဏ်ရာတွေရရှိလို့သွားခဲ့ပါတယ်။ဘီလူးကြီးကမက်ဆန်နာတယောက်အန်ရဲ့ကင်းနာကိုတိချာဆစ်ဆေးပြီးသွားချိန်မှာတော့လဲကျလို့သွားခဲ့ရပါတော့တယ်။ဒီချိန်မှာတော့မက်ဆန်နာတယောက် ဘီလူးကြီးရှိရာစီလိုလိုလားလားနဲ့အပြေးသွားခဲ့မိပါတော့တယ်။ဘီလူးကြီးရဲ့ဒဏ်ရာတွေကိုသူမကကုသပေးခဲ့ပြီးခယူးဆိုင်ပေးနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲတော်ရဲတနီယာမှာတော့ဓမြအဖွဲ့ကိုခြေရခံလာတဲ့ရဲတွေကတိဆုံးနေတဲ့ဓမြတွေကိုတွေ့ရှိလို့သွားခဲ့ပါတော့တယ်။ဒါကသူတို့အချင်းချင်းတက်ပြစ်လိုက်တာရောဖြစ်နိုင်လားဆရာ။ ဒီမှာထေမထားတာတွေဖြစ်သွားခဲ့တာထင်တယ်။ဒါကလူချီရမဟုတ်ဘူးလေ။တရိษံချီရထက်တောင်ကြောက်စရာကောင်းတဲ့တရဝါမျိုးပဲကွ။ဒါဆိုပကိုးယူမတွေကတော်ဆောင်မလူပုံစံကအမှန်ပဲဖြစ်နေပြီလားမသိဘူး။ဘာပဲဖြစ်ဖြစ်ဒီချေရာတွေအတိုင်းတော့လိုက်ကြည့်ရမယ်။ငါတို့တစားကံကိုမတွေ့ရသေးဘူးလေ။လက်နက်တွေအသင့်ပြထားလိုက်ပါ။ဖီလူကြီးရဲ့ကူမာရောမက်ဆန်နာတယောက် ဘီလူးစီရဲ့ချစ်ကိုနားလည်သွားပြီးအနားမှာပြည့်စုံပေးနေခဲ့ပါတယ်။အဲ့ဒီအချိန်တောရဲမှာလူခြေတံတွေကိုဘီလူးကြီးကကြားလိုက်ရပါတယ်။ဟေးဘာဖြစ်တာလဲ။ဒီချိန်မှာတော့ဂျယ်ရီအနားကိုရောက်ရှိလာခဲ့ကဘီလူးကြီးနဲ့မက်ဆန်တာကိုမြင်တွေ့သွားခဲ့ပါတော့တယ်။ ထိတ်ကောင်တွေတစားကန်ကိုမထိနဲ့သတော်ဝါကြီးကိုအကူပစ်လိုက်တော့ခဏလေးပါအရာရှိကြီးရဲ့စောက်မအောင်ခဏရက်ပါအောင်မဆန္ဒဘလို့ပဲပြောပြောတနက်တန်တွေကဒရက်ဆက်ထွက်ပေါ်လို့လာခဲ့ပါတယ်ဘလူးကြီးကတော့မဆန္ဒကိုမထိစေဖို့အတွက်သူ့ကိုယ်နဲ့တနက်ကြီးစံတွေကိုကာကွယ်ထားလိုက်ပါတယ် မလုံးကြပါနဲ့။ तू ကလူဆိုးမဟုတ်ဘူးလေမလုံးကြပါနဲ့။လက်ဆံကထက်မှန်အော်ဟစ်နေခဲ့ပြီနဲ့ရဲတွေကတော့မစားရဲအလား။စက်မျက်ကသာအဆက်မပြတ်ပြစ်ခတ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘလူးကြီးကဘသူ့ကိုမှရမ်းမမှုတော့ပဲ။မဆန္နာကိုကာကွယ်ရင်းကသူ့ရဲ့အရင်တရားတွေဆောက်ရောထက်မှန်ပြစ်ခတ်ခံရတဲ့တနက်တရားများစွာကြောင့်မှခံနိုင်ရေမရှိတော့ပဲ။လက်ကျပြိုလဲသွားခဲ့ရပါတော့တယ်။ ဒီလူကြီးလဲကျသွားချိန်မှာတော့မဟုတ်ဘူးလေဒီလိုမဖြစ်ရဘူးမဆန္ဒတရားငိုကြွေးနေမိပါတော့တယ်ဒီချိန်မှာတော့ရဲတွေကဟာတေသွားပြီကွာတစားကန်ကိုစစ်စစ်ကြည့်ဖို့သွားကြရအောင်မိန်းကလေးမင်းအဆင်ပြေရဲ့လားအခုတော့လုံခြုံသွားပါပြီရှင်တို့ဘာလုပ်လိုက်တာလဲသူကကျမကိုကူညီခဲ့တဲ့သူတော့ရှင်တို့က သူ့ကိုတတ်ပြစ်လိုက်တယ်။သူ့ရှင်လို့တတ်လိုက်တာ။ရှဲတွေကတော့မဆန္ဒတရားထိတ်လန့်မှုတွေကြောင့်ပဲစိတ်ကြောက်ကြရဲ့ဖြစ်ခဲ့တယ်လို့သာမှတ်ချက်ပြုခဲ့ကြပါတော့တယ်။အဲ့ဒီအချိန်ကစလို့ပခိုးယုံမကြီးရဲ့ကတောဆောင်ဘလူးကြီးလဲကြက်껙လို့သွားခဲ့ရပါတော့တယ်။ဇလန်းလေးကိုဒီလောက်နဲ့ပဲရန်နာခွင့်ပြုပါရှင်။နောက်ထပ်စိတ်ဝင်စားဖွယ်ရာဇလန်းကောင်းနေတဲ့အတူပြန်လာခဲ့ပါအောင်မယ်။အားပေးကြည့်ရှုခဲ့ကြလို့ကျေးဇူးထူးပဲတင်ရှိပါရစေရှင်။